မိဘတွေကိုတချို့ကဟာမိဘတွေကပြေးလဲနေတာပဲမိဘတွေမှာအဆင်ပြေးနေတာပဲဆိုရင်သားသမီးတွေကတိတ်ပြီးတော့ကျွေးရမှမသိဘူးအဝတ်ပေးရမှမသိဘူးခြေစုပ်လက်နဲ့ပြုတ်ပေးရမှမသိဘူးဟောစဉ်းစားကြည့်နော်မိဘနဲ့အိမ်ကိုနဲ့အိမ်ခွဲနေတယ်မိဘတွေကလည်းအရွယ်ရှိသေးတယ်ဆိုတော့သူတို့လည်းသူတို့စီဝါသူတို့လှုပ်ဟုတ်လားကျင်းကျင်းမာမာနဲ့ဒီလိုသောသောလာလာရှိနေတယ်ဆိုရင်သားသမီးတွေကမိဘတွေကိုအဲ့ဒီအချိန်မှာဘာပြန်လှုပ်ပြီးတော့ ဘာမှလုံးမပေးတာပဲများတယ်သူတို့လည်းသူတို့ရှာစားနေတယ်အဲ့တော့ဥစဉ်ကတခါလေးစဉ်းစားကြည့်တယ်တချို့သားသမီးတွေကမိဘတွေကိုကြွေးမွေးဖို့အတွက်မိဘတွေကအင်မတန်နွမ်းပါတဲ့ငတ်မွတ်တဲ့အဆင့်ထိရောက်အောင်များသူတို့စောင့်နေကြသလားမသိဘူးလို့အဲ့ဒါကိုလည်းဥစဉ်ကစဉ်းစားကြည့်တယ်နော်ကိုကလှုပ်ကျွေးခြင်းလှုပ်ကျွေးတဲ့အခြေအနေရောက်အောင်မိဘတွေကအဆင်မပြေဖြစ်ပေရမယ့်အနေအထားမျိုးမှမရှိနေသလားမသိဘူး။ဟမ် ငါလှုပ်ကြွေးရအောင်မိဘတွေအဆင်မပြေဖြစ်မှလှုပ်ကြွေးမယ်ဆိုတော့တော်တော်ဆိုးတာပေါ့ဟုတ်ရဲ့လားအဲ့လိုမျိုးဖြစ်တဲ့တလားမဖြစ်တဲ့ဘူးနော်သူကျမကြီးကောင်းတယ်ဆိုရင်လည်းပတ်ပြီးတော့နှိပ်ပေးတာမျိုးနင်းပေးတာမျိုးချစ်ပါကြီးအဆင်ပြေတယ်ဆိုရင်လည်းကိုယ်ရင်ကဟင်းထမင်းချက်တယ်ပတ်ပြီးတော့ကြွေးတာမျိုးမွေးတာမျိုးမလှုပ်တင်ဘူးလားမလှုပ်တင်ပါလေအဲ့တော့သားသမီးတွေကများသောအားဖြင့်တော့မိဘတွေကိုအဆင်ရနှောင်းပါတဲ့အဆင်ထိအဆောင်နေကြပုံရတယ်ဆေးရုံအချိန်ရောက်တဲ့အထိအဆောင်နေကြပုံရတယ် ရာတွေကိုတွက်ချပါပြစ်လေးဖြတ်ဒီအထီသူတို့စောင့်နေကြပုံရတယ်။ကျန်တဲ့အချိန်မှာတော့မပြည့်စုကောင်းတယ်လို့မယူရကောင်းတယ်လို့နေကြတာထင်ရတာများတယ်။ဟုတ်လား။တချို့ကြတော့လည်းပဲရှိသေးတယ်။သာသမီကမိဘကလိုအပ်နေတယ်ဆိုတာကိုတော့သိတယ်။ဒါပေမဲ့တပည့်တော်တို့ကလည်းကိုယ့်ဟာကိုယ်အနိုင်နိုင်မယ်ဟော။ကိုယ်ကလည်းကိုယ့်ဟာနဲ့ကိုယ်ချက်ချက်တဲတဲဖြစ်နေတယ်ဆိုကြပါစို့။အဲ့ဒါလို့ကိုကအဆင်မပြေဘူးဆိုတဲ့အကြောင်းပြချက်နဲ့မိဘကိုမပြည့်စုံမလုပ်ကြွေးတာကမရှိဘူးလား။ ဒါလည်းမကောင်းဘူးနော်စိုးစိုးကပါလေမိဘတွေအဆင်ပြေနေတယ်ဆိုတော့အကြောင်းပြချက်နဲ့မပြုစုမလုပ်ကြွေးကြတာအခုကပါပါတော့ကိုယ်အဆင်မပြေဘူးဆိုတော့အကြောင်းပြချက်နဲ့မပြုစုမလုပ်ကြွေးကြတာအဲ့ဒီအချက်ကိုကြတော့ဦးဇင်းတို့ကဘာပြောချင်လဲဆိုတော့ခိုင်ထားပါတော့ကိုကလည်းကိုစားဝတ်နေရအနိုင်နိုင်ကြိုးပမ်းနေရတယ်လုံးပမ်းနေရတယ်ထို့ရင်နော်ရှိစေတော့အဲ့လိုဆိုရင်ပတ်စံလည်းမကုန်နဲ့ငွေကုန်ကြေးကြလည်းမရှိတဲ့အ ਨੇ စုံ ချိုတာတဲ့စကားလောက်တော့မိဘပေါ်မှာပြန်ပြီးတော့တုံ့ပြန်တဲ့တယ်။အေးချမ်းနဲ့မေတ္တာနဲ့တော့မိဘပေါ်မှာပြန်လဲပြီးတော့ထားတဲ့တယ်။စဉ်းစားကြည့်နော်။တချို့လူတွေနော်မိဘပေါ်မှာချိုတာတဲ့စကားမပေးနိုင်ဘူး။အဲ့ဒါဝေတော့တပြည့်တို့မပြည့်စုံလို့ပါလို့အကြောင်းပြချက်ပြလို့ရသေးသလား။မရဘူး။ကိုတကယ်ကိုစေတနာမြေတာမရှိလို့အဲ့ဒါချူတာတဲ့စကားမပြောနိုင်တော့လားအဲ့ဒီတဲ့ငါအဲ့ဒီအခိုက်တန့်ပါ အဲ့တော့ချိုးသောစကားအေးသောမေတ္တာလေးလောက်တော့ပတ်စံရှိရှိမရှိရှိပြေလေသည်ဖြစ်စီမပြေလေသည်ဖြစ်စီမိဘအပေါ်မှာကိုယ်စေတနာရှိမယ်ဆိုရင်တုံ့ပြန်လို့မရဘူးလားရခဲ့တာပေါ့ရတာပေါ့ဟုတ်လားကိုငယ်ငယ်တုန်းကကိုယ်ကအင်မတန်ချိုးတဲ့အင်မတန်ဟိုကြည်နူးတဲ့အပြုံးနေလေသံနေနဲ့မိဘတွေကကိုယ်ကိုဘာလုပ်ခဲ့တာတုန်းဆက်ဆံခဲ့တာအပုံတရားပုံရင်တပုံလောက်ပြန်ပေးမယ်ဆိုရင်ကိုတော်တော်ကောင်းပဲဟုတ်ရလားဒါပေမဲ့သားသမီးတွေက များသောအားဖြင့် ိုယ်စိတ်တိုင်းမကြရင်လည်းပဲမိဘအပေါ်မှာစိတ်ကွက်ကြတာများတယ်။အဲ့လိုမျိုးစိတ်ကွက်တာရှိတယ်မို့လား။ရှိတာပေါ့နော်။အဲ့လိုမျိုးစိတ်ကွက်ရင်ဦးစင်ကအကြံပေးခြင်းနဲ့ဦးစင်ကတော့အလုံးအစင်ပြည့်စေခြင်းနဲ့သိလားမိဘနဲ့သာသမီဆက်ဆံရေးကိုအဲ့လိုစိတ်ကွက်နေတာရှိရင်ငါဖြစ်ချင်တာလေးနည်းနည်းကိုမဖြစ်ရတာနဲ့ငါဖြစ်ချင်တာတွေအများကြီးဖြစ်ခဲ့တာကိုငါမျက်ကွယ်မပြုသင့်ဘူးလို့ကိုယ့်ကိုစဉ်းစားသင့်တယ်။ မိဘတွေကြောင့်ကိုယ်စိတ်တိုင်းကြခဲ့တာတွေကအများကြီးပါတကယ်တမ်းကတော့မိဘတွေလည်းပုထုဇဉ်ပဲသူတို့လည်းပဲဟိုအတိညာနဲတာတွေရှိကောင်းရှိလိမ့်မယ်ဒါကြောင့်မို့လို့သူတို့မှားတာတွေလည်းရှိလိမ့်မယ်သူတို့ကိုအမြဲတမ်းအခါခါသိမှန်တယ်လို့မဆိုလိုဘူးဟုတ်ရဲ့လားသို့တော့ကိုယ်လိုအင်လေးအနှင်းငယ်မြမပြည့်တာနဲ့လိုအင်လေးအများကြီးပြည့်ခဲ့တာကိုမျက်ွယ်ပြုတ်တဲ့လားဆိုတာကိုမစင်သားတဲ့မို့လားတင်သားတဲ့တာပေါ့ နော်ဒါကြောင့်လူရည်ရဲ့သဘောဆိုတာလည်းခက်တယ်နော်လူဤအကြိုက်ဆဲကလိုက်လေမလိုက်တခါရှိခဲ့ပါမူကြီးစွာရန်သူဆွဲမှတ်อยู่ဤတဲ့မိဘကိုတောင်တချို့အဲ့လိုသဘောထားကြလားမိဘကကိုယ့်အပေါ်မှာမကောင်းဘူးဆိုတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကောင်းတယ်ဆိုတာနဲ့နှိုင်းစာလိုက်ရင်တော့ဘာမှမပြောပါတော့ပါဘူးဟုတ်ရလားဆိုကြပါစို့ဟိုနှမ်းတင်းတောင်းနဲ့တောင်းထည့်ထားတယ်နှမ်းတွေကအဖြူလေးကြီးပဲနှမ်းစီလေးအမဲလေး၄၅၀စီလောက်ပါတာနဲ့ဒီနှမ်းတောင်းကို အာနန္ဒေအမဲတွေကိုရောနေတာလို့ပြောလို့ရလားမရပါဘူးနှံ့အဖြူတွေကြီးပဲလို့ပြောရလိမ့်မယ်ဟုတ်လားတို့ပေါ်လာဥစဉ်ပြောတာကိုဒါကြောင့်ပေးတဲ့ပေါ့သူတော်ကောင်းတို့မိဘကိုဘလို့ကျေးဇူးဆက်မလဲမိဘအဆင်မပြေတဲ့အထိထိုင်ဆောင်မလားဒါမှမဟုတ်ကိုယ်အဆင်မပြေတာကိုလည်းအဆင်ဒီတအားပြေတဲ့အထိထိုင်ဆောင်မလားဖြစ်တဲ့မို့လို့ထင်လေဖြစ်နေတဲ့အခြေအနေအခုလွန်တော့စေကိုပဲတတ်နိုင်တယ်များတုံ့ပြန်ကြဖို့လိုမယ် မိဘတွေအဆင်ပြေလည်းပဲအဆင်ပြေအဲ့ဒါတို့တို့အဆင်ပြေတာကိုယ်စေတနာကိုယ်မြတ်တာကတိတတ်ပဲမလို့တင်မို့လားလို့တင်တာမို့ဒကာမတို့သူများတွေကကြွေးယူထားတယ်ဆိုရင်တထေးတယောက်စီကကြွေးယူထားတယ်သူတို့အဆင်ပြေနေတာပဲငါပြန်ပေးစရာမလိုဘူးလို့လုပ်လို့ရလားဘာဖြစ်လို့တော့အဲ့ဒါကြတော့ကြွေးကိုမိဘကြတော့အဲ့လိုသဘောထားလားထားဟုတ်ဟုတ်ရလားဒါကြောင့်ပေးတဲ့ဘောသူတော်ကောင်းတို့ဒီအချက်လေးတွေဒါဥစဉ်တို့ကစဉ်းစားနေကြတာနော်ဟုတ်ရလားအေး ပြီးတော့ဦးဇင်းတို့ပြောကျင်တာကဟိုမိဘရဲ့ကျေးဇူးကိုဆက်ကြတဲ့နေရာမှာအဲ့ဒါလိုပြည့်စုံမှုယူရမှုနဲ့ဆက်ကြတာတွေရှိတယ်နော်အဲ့ဒါလိုနီးနဲ့ဆက်လို့ကတော့ဟိုကျေးဇူးဆက်ရမရောက်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့အပြည့်အလဲဆက်ပြီးပြီလို့တော့ပြောလို့မရဘူးတဲ့အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားကဟိုမိဘရဲ့ကျေးဇူးကိုအကောင်းဆုံးဆက်ရရအောင်နော် ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အဲ့ဒီနီးကတော့ဒါသာသမီတိုင်းပြဋိထားရမယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ယုံကြည်မှုတရားတရားမရှိတဲ့မိဘကိုယုံကြည်မှုတရားတရားရှိအောင်သာသမီကပြုတ်ပေးနိုင်ရမယ်ဟုတ်ရဲ့လားအဲ့တော့အကောင်းဆုံးကျေးဇူးဆက်နေနော်ဒီကိုချင်းတရားတီလပျက်စီးနေတဲ့မိဘကိုကိုချင်းတရားတီလကောင်းသွားအောင်ပြုတ်ပေးနိုင်ရမယ် နှမျောဝန်တိုတဲ့မိဘကိုပေးကမ်းစွန့်ခြင်းမှုမှာဝါဒနာပွားလာအောင်တိုက်တွန်းပေးနေရမယ်။အဲ့ဒါဒီသာရင်သူ့ရဲ့ဘဝတန်တရားတစ်လျှောက်ပါကိုဟာကောင်းအောင်လုပ်ပြရမရောက်ဘူးလား။ရောက်တယ်နော်။တဒ္ဒတိလစာကမရှိတဲ့မိဘကိုတဒ္ဒတိလစာကရှိအောင်မလုပ်ပြရမလို့တိုက်တွန်းပေးရမယ်။ပညာမရှိတဲ့မိဘကိုပညာရှိအောင်ကြိုးစားပေးရမယ်။အဲ့ဒါဆိုလို့ရှိရင်မိဘကိုဂျေဇူးဆက်ရာရောက်ပြီလို့ဖခင်ဟောထားတယ်။ ဟုတ်ရလားဒါပေမဲ့ဒီနေရာမှာစဉ်းစားတဲ့အတစ်ချက်တော့ရှိတာပေါ့မိဘကကိုယ့်ထက်ဒါနတွေသီလတွေဟုတ်လားတရားတရားတွေပညာတရားတွေကြီးနေတာကောကဲမရှိနိုင်ဘူးလားရှိတယ်အဲ့ဒါဆိုရင်သာသမီတွေကအဲ့ဒီနည်းနဲ့ဂျေဇုဆက်လို့ရမလားဟေးဒါပေမဲ့တတ်နိုင်တယ်မြတ်ဆွေးနွေးတာမျိုးပါမျိုးပြည့်ရင်တော့ကောင်းတာပေါ့ဟုတ်ရလားသို့တော်တချို့က ကြံကြံဖန်ဖန်အကက်ကင်ပါဆိုလို့ဦးစင်ကပြောနေတာဟုတ်လားပြည်စည်းဥစ္စာနဲ့ကိုကကျေးဇူးမဆက်ကျင်တာနဲ့ကိုင်အကောင်းဆုံးကျေးဇူးစံဒီတရားပဲဟောတော့မယ်ဆိုကိုကလည်းမိဘလောက်အဆင်ရှိခြင်းမှရှိမှလေဟုတ်ရဲ့လားအေးဒါပေမဲ့ဒါကတော့မြတ်စွာဘုရားကဟိုတကယ်မိဘကယုံညံ့နေတာမျိုးဖြစ်ခဲ့မယ်ဆိုရင်သာသမီကမိဘတဲ့တော်တဲ့အတိဇာတသာသမီမျိုးဖြစ်ခဲ့မယ်ဆိုရင်ဒါလည်းဖြစ်နိုင်တာမျိုးရှိတယ်မို့လားရှိတယ်အဲ့လိုဆိုရင်တိတ်တော်တဲ့သာသမီတွေက မိဘတွေကိုတွဲပြီးတော့ခေါ်ဖို့ဆိုတဲ့အဓိပ္ပာယ်ပေါ့တနည်းအားဖြင့်ဒီဘဝတူတူလေးအတွက်ကျေးဇူးဆက်တာမျိုးမျိုးဖဲနဲ့တန်တရားတလျှောက်လုံးစာအတွက်မိဘကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးတာပေါ့အဲ့တော့တကယ်လို့မိဘကကိုယ့်တည်းတည်နေတယ်တက်နေတယ်ဆိုရင်လည်းပဲမိဘကိုစိတ်ဓာတ်တွေဝင်ဖြစ်အောင်အလှူဒါနတွေပို့ပြီးတော့ပြုဖြစ်အောင်သတ္တမိကပံ့ပိုးမယ်ဆိုရင်ကောအဲ့တော့အကောင်းဆုံးကျေးဇူးဆက်တယ်လို့ပြောလို့မရဘူးလားရတယ် ဟုတ်ရလားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မိဘကိုကျေးဇူးပဲဆိုဆက်မလဲဆိုလို့ရှိရင်မိဘမပြည်လည်သည်အထိထိုင်ဆောင်မနေပါနဲ့ကိုပြည်လည်သည်အထိလည်းပဲထိုင်ဆောင်မနေပါနဲ့ရှိတဲ့အခြေအနေလေးကနေဖြစ်တယ်လို့လှုပ်ချင်တယ်ဆိုရင်လှုပ်လို့ရပါတယ်အ ਨੇ ဆုံးတော့ချူတာတဲ့စကားအေးချမ်းတဲ့မြစ်တာတော့ပေးနိုင်အောင်ကြိုးစားပါ